တောင်အာဖရိကကန်ယူနယ်ကစိတ်မကောင်းစရာသတင်းသဘောကိုတင်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့မြို့တုံးလူနီပါအခြေအနေကိုရောက်နေပြီဖြစ်တဲ့အာဖရိကပင်ကွင်းငှက်တွေဟာအစားအစာပြက်လက်မှုကြောင့်အဆုလိုက်အပြုံလိုက်အစာငတ်မှုပြီးတည်ဆုံခဲ့ရတဲ့ဆိုတော့လေးလာမှုအစ်စ်ပဲဖြစ်ပါတယ် ဒီလိုအစုလိုက်အပြုံလိုက်တည်ဆုံရချင်းရဲ့အဓိကအကြောင်းရင်းကတော့ပင်ကွင်းငှက်တွေအဓိကစားသုံးတဲ့ငါးတိတငါးလို့တိကြတဲ့စားတင်းငါးတွေဟာအစုလိုက်အပြုံလိုက်ရွတ်နေသွားလို့ပဲဖြစ်ပါတယ်2004ခုနှစ်ကနေ2017ခုနှစ်အတွင်းမှာအရေးကြီးတဲ့မြို့ပွားစခန်းတွေဖြစ်ကြတဲ့ Dawson ဂျွန်းနဲ့ Robin ဂျွန်းတို့မှာပင်ကွင်းငယ်6200လောက်အထိတည်ဆောက်ခဲ့ရပါတယ်။ ဒီရှင်းနှစ်တာကာလအတွင်းမှာ စာတင်ကအရေအတွက်ဟာအရင်အများဆုံးရှိခဲ့တဲ့ပမာဏရဲ့၄ပုံ၃ပုံအောက်ကိုအများတန်းလူလူကျဆင်းနေခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့်အာဖရိကပင်ကွင်းငှက်တွေရဲ့အနာဂတ်ကစိုးရိမ်စရာဖြစ်လာတာပါ။ IUCN လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာတဘာဝထိသိမ်းရေးတမကကလည်းသူတို့ကို2024ခုနှစ်မှာအလိုအန္တရာယ်ရှိသောမျိုးသုံးရန်အလားအလာရှိသည့်မျိုးစိတ်အဖြစ်ကိုသတ်မှတ်ထားပါတယ်။ထိပ်သိမ်းပညာရှင်တွေကတော့လက်ရှိနှုံအတိုင်းသာဆိုရင်2035ခုနှစ်မှာအာဖရိကပင်ကွင်းငှက်တွေတဘာဝတော်ရိုင်းထဲကနေလောဝမျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့သတိပေးထားပါတယ်။